ဦးကြီးကိုဟိုလာထားပါတော့အမေရိကန်ကတော့သူကသူ့ရဲ့ policy တွေနဲ့ချိန်ကတ်တာပေါ့နော်ချိန်ကတ်တာပေါ့အဓိကအဖြစ်တော့ဒီမိုကရေစီတို့ဘာတို့ညာတို့ ਨੇ သူကသူ့လူတွေနဲ့အပိုင်ကိုင်မှုကြိုးစားတယ်ဒါအားလုံးသိတဲ့အတိုင်းပဲ2015 2020အတွင်းမှာအမေရိကန်ဟလာအမေရိကန်ဟာမြန်မာနိုင်ငံကိုသူ့ရဲ့တကယ်သူ့ကိုလုံးဝအဆက်မပြတ်နိုင်အောင်ဆိုတဲ့ပုံစံမျိုးနဲ့ plan ကြီးတွေချခဲ့မြန်မာနိုင်ငံထဲကိုဒေါ်လာတွေအလုံးရင်းထည့်တယ်အလုံးရင်းထည့်ပြီးတော့မြန်မာပြည်မှာဟလာတကယ်ကို ီဟာလာဒီမိုကရေစီအစိုးရအုပ်ချုပ်တဲ့အချိန်မှာတွေ့လာဒေါ်လာဈေးတွေကျတဲ့ကုန်စည်နှုန်းတွေတက်တာတဲ့လူတွေဘယ်လောက်အထိဟာလာဟိုဘယ်လိုခေါ်မလဲဟိုတုံးနိုင်ဖြုံးနိုင်လဲဆိုတဲ့ပုံစံမျိုးဖြစ်အောင်ဟာလာတရုတ်တန်းအထိကိုအဲ့ချိန်ကအင်္ဂလန်နိုင်ငံအကြီးဝင်ကြီးကလာပြီးတော့ဘီယာတောက်တဲ့အဆင့်အထိသူတို့ရဲ့ populist ပေါ့ဗျာ popular ဖြစ်နိုင်တဲ့လှုပ်ရှားမှုတွေနဲ့မြန်မာနိုင်ငံကိုပုံတံအမျိုးမျိုးလုပ်ခဲ့တယ်ဆိုအဲ့လိုပဲဘာဖြစ်လဲဆိုတော့ဒီအမေရိကန်က ဒီမြန်မာနိုင်ငံအဲ့အချိန်မှာဘာဖြစ်လဲဆိုအဲ့အချိန်မှာကျွန်တော်တို့တနေ့သုံးသက်ပြခဲ့ဆိုအဲ့အချိန်မှာမြန်မာနိုင်ငံမှာရှိတဲ့လက်နက်ကင်ပြိပခါတွေကလည်းအဆုံးသက်ခံနေဖြစ်နေပြီဒီအမေရိကန်ကမြန်မာပြည်မှာရှိတဲ့လက်နက်ကင်ပြိပခါတွေကိုအဆုံးသက်မယ်ဟာသူအန်ဒီအစိုးရပေါ့ဗျာ2015 2020ကြာကာလအတွင်းမှာဒီကာလအတွင်းမှာမြန်မာပြည်မှာရှိတဲ့လက်နက်ကင်ပြိပခါတွေကိုအဆုံးသက်မယ်လို့သူဘယ်လိုခေါ်မလဲတနိဋ္ဌာန်ချထားပုံရတယ်တနိဋ္ဌာန်ချထားပုံရတယ် ဒါပေမဲ့လည်းဘာလဲဆိုတော့မြန်မာပြည်မှာရှိတဲ့ပြဿနာတွေအဆုံးသတ်သွားရင်ဒီဟလာမြန်မာပြည်ရဲ့ပတ်ဝန်းကျင်မြန်မာပြည်ရဲ့ကက်လက်မှာရှိနေတဲ့တရုတ်နဲ့အမေရိကန်ဟာပြောရရင်ဟိုမြန်မာနဲ့ပတ်သက်ပြီးတော့ဟိုပြည်ပခါတွေဖြစ်လာတဲ့အကြောင်းရှိတယ်အကြောင်းရှိတဲ့အခါကျတော့ကျွန်တော်ပြောသလိုပဲကျွန်တော်အများအားပြောသလိုပဲနိုင်ငံတစ်ခုနဲ့တစ်ခုကိုဟလာနိုင်ငံကြီးတွေကပါဝင်ပတ်သက်ဖို့အတွက်ကို DS လောက်ကတော့ DS ဆိုတာအဲ့ပါဝင်ပတ်သက်နိုင်တဲ့ပြဿနာတွေဖန်တီးရတာပေါ့နော်ဖန်တီးရတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ အမေရိကန်ဟာအဲ့ဒီအချိန်မှာဗာလဲဆိုတော့အဓိကအားဖြင့်တရုတ်နိုင်ငံကိုဥတီတယ်ပေါ့ဗျာကျွန်တော်တို့ကကျွန်တော်ကဒီလိုပဲသုံးသပ်တယ်ကျွန်တော်သုံးသပ်တာတွေမှာကျွန်တော်တို့မှာအကြောင်းပြချက်တွေရှိတယ်ကျွန်တော်ကဒီလိုသုံးသပ်တယ်ဆိုတော့ဘာကြောင့်လဲဆိုတော့တရုတ်နိုင်ငံကအဲ့ဒီအချိန်မှာစီးရီးစီးပွားရေးနိုင်ငံကဆက်ဆံရေးမှာကမ္ဘာမှာတော့ဖြစ်နေတယ်အဲ့လိုပဲအာရှအရှေ့တောင်အာရှဒေသတွေမှာရှိတဲ့အမေရိကန်ရဲ့တပည့်နိုင်ငံဥမာထိုင်းလိုနိုင်ငံမျိုးအောင်တရုတ်ဖက်ကတ်မဲ့သဘောမျိုးဖြစ်နေတယ်ဖြစ်နေတယ်အဲ့တော့မြန်မာနိုင်ငံမှာလက်နက်ကိုင်တိုက်ပွဲတွေလည်းမရှိတော့ဘူး ဟာသူတို့ပြောနေတယ်ဒီမိုကြီးစိုးရဆိုတာကြီးတိဆောက်တော့မယ်ဆိုတဲ့အချိန်မျိုးမှာတရုတ်နိုင်ငံကိုမြန်မာတွေမုံဒီအောင်လုပ်ရမယ်ဆိုတဲ့ပလန်တစ်ခုအမေရိကန်အချရင်ချခဲ့လိမ့်မယ်ဒါကြောင့်လေဘာကြောင့်လဲဆိုတော့မြန်မာတွေကတရုတ်ကိုမုံဒီမှာအမေရိကန်ဟာမြန်မာနိုင်ငံကိုရေရှည်လေဝကြီးအုပ်ထားလို့ရမယ်မြန်မာတွေကတရုတ်ကိုအထင်ကြီးနေလို့ရှိရင်ပြောရလို့ရှိရင်အမေရိကန်ရဲ့လေဝကြီးအုပ်မှုကိုမြန်မာတွေကဘယ်လိုမှလက်ခံမှာမဟုတ်ဒါကိုသူကောင်းကောင်းသိထားတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ဒီ ကေဒီကရင်ဒေတာမှာပေါ့နော်အဓိကအပြင်ဒီကရင်ဒေတာမှာရွှေကိုကိုတို့ခုနပြောတဲ့ KK back တို့ဟလာကြောက်ခတ်တို့ဒီနေရာတွေမှာအမေရိကန်ဟာတကယ့်မျိုးကြီးတွေပုံစံမျိုးဖန်တီးလိုက်တဲ့သဘောရှိတယ်။ဒါပေမဲ့ဒီလိုဖန်တီးတဲ့နေရာမှာသူနဲ့ပါဝင်ပတ်သက်မှုမရှိတဲ့ပုံတံမျိုးဖန်တီးတယ်။အဲ့လိုဖန်တီးတဲ့နေရာမှာလည်းဟလာတရုတ်ရဲ့ဟလာကျွန်တော်ပြောရရင်ရှီချင်းချင်းဆိုတာပြောရရင်ဒါတရုတ်ရဲ့ double spy ဖြစ်သွားတော့ double spy ဆိုတာကတရုတ်ရဲ့သတင်းတွေကိုလည်းအမေရိကန်ကိုပေးတယ်လို့အမေရိကန်ရဲ့သတင်းတွေကိုလည်းတရုတ်ကိုပေးလိုက်မယ်။ ကျွန်တော်ထင်တာကသူကအဲ့လိုလူမျိုးကိုဦးစီးခိုင်းတာပေါ့နော်ဦးစီးခိုင်းပြီးတော့ပြောရအဲ့ဒီတာမှာတရုတ်နိုင်ငံရဲ့ဟလာအဓိကအဖြစ်တော့ကျွန်တော်တို့ဟို scam ဆိုတာကတော့ပြောရရင်တော့ဗျာဒါကအပေါ်ယံကအုပ်ထားတဲ့တကားလေးပဲဒါပေမဲ့ဒီအောက်မှာဟလာတရုတ်နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းတွေကို hacking လုပ်တာတို့တရုတ်စီးပွားရေးသမားတွေကြမှာကျွန်တော်တို့ထောက်လန်းတာတို့ပြီးတော့တရုတ်နိုင်ငံရဲ့အရှိတောင်အာရှဒေသမှာလွှမ်းမိုးလာမဲ့ဟာတွေကိုပုံသဏ္ဍာန်တနည်းနည်းနဲ့ထိန်းချုပ်တာတို့ဒါမျိုးတွေ ဟိုတိလူမျိုးတွေကိုအသုံးပြုပြီးဒါမျိုးတွေလုတ်ခဲလုတ်ခဲလိမ့်မယ်လို့ကျွန်တော်တို့ကဒီလိုသုံးသက်တယ်။ဒါကြောင့်မလို့ဘာဖြစ်လဲဆိုတော့အဲ့ဒီဒေတာမှာရွှေကုတ်ကိုလို KK ဘတ်တို့အဲ့ဒီဒေတာတွေမှာတိုက်ကြီးတာကြီးတွေနေချင်းညချင်းပေါ်လာတယ်။ပေါ်လာတာကိုအဲ့ဒါတွေအားလုံးကိုတကယ် power supply တွေနောက်ကနေပြီးတော့ food supply တွေအားလုံး supply တွေဟလားကုန်ချမ်းတွေကုန်ကြောတွေအကုန် supply လုတ်တာထိုင်းနိုင်ငံကနေ supply လုတ်တာ။ဒါစီစဉ်နေထိုင်းနိုင်ငံကနေအကုန်လုံးထောက်ပံ့တာ။မီလီယက်စင်မီတို့ရေတန့်တို့ ဒါတွေကိုစောက်တဲ့ဟာဘီလက်မြေတို့ပေါ့ဒါတွေအကုန်လုံးကထိုင်းနိုင်ငံနေ supply လုပ်တာဒါကြီးကနေချင်းညရင်ပြောရရင်အဲ10နှစ်လောက်15နှစ်လောက်အတွင်းမှာပေါ်လာတာပေါ့ဗျာပေါ်လာတယ်အဲ့တော့တရုတ်နိုင်ငံအနေနဲ့ကလည်းအဲ့ဒီအချိန်မှာသူကလည်းသူ့ရဲ့ဟာလာဒီမဲခေါင်ဒေတာပြန်လဲဟိုမဲခေါင်ဒေတာမှာဟိုတရုတ်လိုလာတဲ့နိုင်ငံတွေကြီးပွားဖို့အတွက်သူကလည်းသူ့ရဲ့ plan တွေလုပ်နေတာရှိလိမ့်မယ်ရှိလိမ့်မယ်ထိုင်းနိုင်ငံကဒီအချိန်မှာတော်တော်လေးအကျက်တွေတွေ့လိမ့်မယ်လို့ကျွန်တော်သုံးသပ်တယ်။ဘာကြောင့်လဲဆိုတော့ထိုင်းနိုင်ငံဟာ ူတိုင်းပြည်တီထောင်ရဲကတခြားလုံးမှာအမေရိကန်တပည့်ဖြစ်ခဲ့။ဒါပေမဲ့တရုတ်နိုင်ငံကဒီလောက်ကြီးအင်အားချက်ချင်းလာအင်အားကြီးထွားလာလိမ့်မယ်လို့လည်းထိုင်းနိုင်ငံအနေနဲ့မဟုတ်ဘူးလို့ခေါ်မလဲသူ့ရဲ့ long plan မှာမရှိတော့ဘူးလို့ကျွန်တော်တွက်တယ်။ဒါကြောင့်မို့ထိုင်းကဒီတရုတ်နိုင်ငံအင်အားကြီးထွားလာပြီးတော့တရုတ်နိုင်ငံဟလာအဓိကအဖြစ်ထိုင်းနိုင်ငံရဲ့ဒီ tourism လုပ်ငန်းတွေထိုင်းနိုင်ငံစားသောက်ကုန်လုပ်ငန်းတွေတော်တော်များများမှလည်းတရုတ်လုပ်ငန်းရှင်တွေကဝင်လာတယ်။ဝင်လာတဲ့အခါကျတော့တရုတ်ကဒီထိုင်းကလည်းတရုတ်ကိုမလွန်ဆန်လည်တော့အောင်ဖြစ်လာ။နောက်ဆုံးပြောရလို့ရှိရင်ကျွန်တော်အမြဲသုံးသပ်ပြတယ်လို့ပဲ။ ထိုင်းနိုင်ငံမှာရှိတဲ့တသင်းရှင်နယ်ဝက်တို့တပြောရရင်တသင်းရှင်နယ်ဝက် dynasty ကြီးကတော့တရုတ်လူမျိုးတွေလို့ပြောလို့ရတယ်တရုတ်နိုင်ငံသားမဟုတ်ပေမဲ့တသင်းရှင်နယ်ဝက်တို့မိသားစုအားလုံးကတရုတ်လူမျိုးတွေဖြစ်တယ်။နော်အဲ့တော့တရုတ်နိုင်ငံတရုတ်လူမျိုးတွေကတော့ထိုင်းနိုင်ငံရဲ့အစိုးရအဖွဲ့ကြီးကိုဦးဆောင်တဲ့အဆင့်အထိရောက်လာတယ်။ရောက်လာတဲ့အခါကျတော့ထိုင်းပြည်နဲ့ထိုင်းတပ်မတော်အနေနဲ့အတော်လေးအကြက်ရိုက်လိမ့်မယ်။အတော်လေးအကြက်ရိုက်လိမ့်မယ်။ဒါပေမဲ့တရုတ်နိုင်ငံရဲ့ဖိအားတွေကြောင့်မို့ထားပါတော့အမေရိကန်ရဲ့အမေရိကန်နဲ့တချို့ကိစ္စတွေမှာလက်တွဲဖြုတ်လိုက်ရတယ်ထိုင်းနိုင်ငံအနေနဲ့အများကြီးရှိတယ်။ များကြီးရှိတယ်။အဲ့တော့ထိုင်းနိုင်ငံတရုတ်နိုင်ငံကပထမဆုံးဟလာကြားဖြန့်ဆိုတဲ့ခေါင်းစဉ်နဲ့အရင်ဆုံးစပြီးတော့ဒီပြောရရင်မြန်မာနိုင်ငံကိုဟိုပြောရရင်လက်နက်ကင်သူဘမှုဖြစ်အောင်လုပ်နေတဲ့အဖွဲ့တွေကိုစကင်တာ MNDA MNDA ကဟလာပြောရလို့ရှိရင် NUG ရဲ့မြောက်ပေးမှုနဲ့ NUG ရဲ့မြောက်ပေးမှုနဲ့ရှမ်းမြောက်မှာတပုံထားတယ်။အဲ့လိုတပုံထားတဲ့အချိန်မှာသူကကြားဖြန့်နှိမ်နင်းရေးဆိုတဲ့ခေါင်းစဉ်တက်တယ်။ဒါပေမဲ့တကယ်တကယ်ကတော့မဟုတ်ဘူး အန်ယူဂျီနောက်မှာ CIA ရဲ့ပြောရလို့ရှိရင်ဘယ်လိုခေါ်မလဲဟိုဟိုဟိုမြောက်မြောက်ပေးမှုအရာပေါ့ဗျာ။ဘာကြောင့်လဲဆိုတော့သူကအဓိကအဖြစ်အကယ်၍တရုတ်နဲ့အမေရိကန်ကြားမှာနော်တရုတ်နဲ့မြန်မာကြားမှာတရုတ်နဲ့မြန်မာကြားမှာအဆင်ပြေသွားခဲ့တယ်ဆိုရင်တော့ MNDA ကရှမ်းမြောက်ကိုထိန်းချုပ်ထားမယ်ဆိုတဲ့သဘောမျိုးအဲ့တော့ဒီရှမ်းမြောက်မှာနောက်တစ်ခုကဘာလဲဆိုတော့ NUG ရဲ့အုပ်စုတွေကြီးဆိုးမယ်အဲ့လိုကြီးဆိုးတာရင်ဘယ်လိုပဲဖြစ်ဖြစ်တရုတ်မြန်မာတရုတ်မြန်မာဆက်ဆံရေးကုန်သွယ်ရေးမှာ အမေရိကန်နောက်ကွယ်ကနေကြိုးကန်နေလို့ရမယ်ဒါလောက်ထိတုံးသက်တာတော့ရဘာကြောင့်လဲဆိုတော့အဲ့ဒီအချိန်မှာဘင်္ဂလားဒေ့ရှ်ကအမေရိကန်လက်ထက်ရောက်သွားတယ်ဘင်္ဂလားဒေ့ရှ်ကအမေရိကန်လက်ထက်ရောက်သွားတဲ့အတွက်တရုတ်နိုင်ငံကတရုတ်နိုင်ငံကဘင်္ဂလားဒေ့ရှ်မှာရှိတဲ့သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုနောက်ပြန်ဆုတ်လိုက်ပြီးချက်ချင်းပဲကြောက်ပြူရင်းနှက်စိတ်ကန်းကိုအသက်သွင်းတယ်ကြောက်ပြူရင်းနှက်စိတ်ကန်းကိုအသက်သွင်းတဲ့အတွက်ဒီကြောက်ပြူရင်းနှက်စိတ်ကန်းကိုသွားမဲ့လမ်းတွေအကုန်လုံးကရှမ်းမြောက်ကိုဖြတ်ပြီးသွားအောင်အဲ့တော့ရှမ်းမြောက်ကိုအမေရိကန်ရဲ့ ဩဇာလွှမ်းမိုးနိုင်တဲ့ MNDA အဖွဲ့မျိုးသို့မဟုတ် TNA လိုအဖွဲ့မျိုးကထိမ့်ချုပ်ထားနိုင်ရင်တရုတ်နိုင်ငံရဲ့ပြောလို့ရှိရင်ဟလာကျွန်တော်တို့ဘဲရန်ရုတ်ပေါ့နော်ဘဲရန်ရုတ်သို့မဟုတ်အရှိလေပိုင်းလိုရုရှားတို့ကလာမဲ့ကျွန်တော်တို့ရေနံစီလောင်စာတွေပဲဖြစ်ဖြစ်အကုန်ပစ္စည်းတွေပဲဖြစ်ဖြစ်ဒီရခိုင်ကိုဖျက်ပြီးတရုတ်နိုင်ငံတွေကိုသွင်းဖို့ဆိုတာတော်တော်ခက်ခဲသွားမယ်အဲ့တော့တရုတ်ကဘလို့ပဲဖြစ်ဖြစ်အမေရိကန်နဲ့ပြဿနာဖြစ်နေရင်တောင်တရုတ်ကသူ့ရဲ့ ဟဲ့လားဒီရေချောင်းတည်ယူပို့ဆောင်ရေးမှာမလကရေလက်ချားကိုရှောင်လွှဲလို့မရတဲ့ပုံစံဖြစ်သွားမယ်။အဲ့လိုပဲတရုတ်ကပုံတံအမျိုးမျိုးစူးစမ်းတယ်ဟဲ့လားဒီကျွန်တော်တို့မဲခေါင်မြစ်ကနေပြီးတော့သွားဖို့အတွက်ကိုတရုတ်ကဘာလဲဆိုတော့ကျွန်တော်တို့ကမ္ဘောဒီးယားမှာကမ္ဘောဒီးယားနေပြီးတော့ဟဲ့လားတုံတုံဒီဆက်ဘုန်းကြီးကိုရေအိုင်းကိုဖြတ်ပြီးတော့သူကတင်မောတွေပြေးလို့ရအောင်လုပ်တယ်ပုံတံအမျိုးမျိုးပေါ့ဗျာနောက်ပြီးတော့ထိုင်းနိုင်ငံမှာပို့တွေဆောက်ပြီးလုပ်မယ်ဒါမျိုးပေါ့ထိုင်းနိုင်ငံကတရုတ်အတွက်တိတ်မသေးကြဘူးတရုတ်အတွက်အသေးစားဆုံးကတော့ပြောရရင်မြန်မာပဲမြန်မာမှာနိုင်ငံရေးရှုပ်ထွေးမှုတွေရှိနေလို့လားတရုတ်ဟာ ဒီဟိုနေ့ကိုဘင်္ဂလားဒေ့ရှ်ကို